passport စာအုပ်အမျိုးအစား၉မျိုးအကြောင်းနဲ့အကြောင်း၃၀၀ကျောင်းကို GB လိုလေးမှာပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်။အဲတော့တိပိသားသူတွေကလည်းကြော်သွားလို့ရပါတယ်။တကယ်မသိရဲ့လိုအပ်တဲ့သူတွေကပြပြပေးခြင်းဖြစ်ပါရဲ့။ passport စာအုပ်အမျိုးအစား၉မျိုးရှိပြီးတော့အကြောင်း၃၀၀အားဆိုလို့ရှိရင်တော့အစိမ်းရောင်အပြာရောင်အနီရောင်ဆိုပြီးတော့၃၀၀ရှိပါရဲ့ရှင်။ passport စာအုပ်အစိမ်းရောင်အားဆိုလို့ရှိရင်တော့နိုင်ငံတော်ကြီးကဲတွေနဲ့အစိုးရဝန်ထမ်းတွေအတွက် သုံးပြရတာဖြစ်ပြီးတော့အပြာရောင်ဟာဆိုလို့ရှိရင်တော့တတ်တမဆာအောက်ဖြစ်ပါတယ်အနီရောင်ဟာဆိုလို့ရှိရင်တော့ကြက်ရှိရမနိုင်ကန်သားအလုံးအတွက်ထုတ်လုပ်ပေးထားတဲ့ဆာအောက်ဖြစ်ပါတယ်ရှင်အဲ့တော့အစင်းရောင်မှာဆိုရင်တော့ passport ဆာအောက်မျိုးစားတစ်မျိုးဖြစ်ပြီးတော့အပြာရောင်မှာတစ်မျိုးအနီရောင်မှာခုနှစ်မျိုးဆိုပြီးတော့ရှိပါတယ်စုစုပေါင်းဆိုရင်တော့အမျိုးစား၉မျိုးရှိပါတယ်ရှင် အဲ့တော့ passport စာကိုအစိမ်းရအောင်ဆိုလို့ရှိရင်တော့နိုင်ငံတော်အကြီးအကဲတွေကနိုင်ငံခြားကိုသွားတဲ့အခါမှာဒီအစိုးရဝန်ထမ်းတွေပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့သွားတယ်ဆိုလို့ရှိရင်တော့ဒီအစိမ်းရစာအုပ်ကိုအသုံးပြုရတာဖြစ်ပြီးတော့အပြာရောင်စာအုပ်ကဆိုလို့ရှိရင်တော့အာ passport for diplomatic လို့ခေါ်ရပေါ့နော်အတက်တမန် passport လို့လည်းခေါ်ပါတယ်အနည်းရောင်းမှဆိုလို့ရှိရင်တော့ခုနှစ်မျိုးရှိပါတယ်အဲ့ဒီခုနှစ်မျိုးကဘာလဲဆိုလို့ရှိရင်တော့နံပါတ်1ကတော့ passport for business လို့ခေါ်ပါတယ်အလေအဖက်ခရီးသွားတာ ဖျားဖို့သွားတာတွေဆိုတော့ရှင်เนาะ PP ဆိုတဲ့စာအုပ်ကိုအသုံးပြုပါရရှင်။နံပါတ်1ကတော့ Passport for Job လို့ခေါ်ပါရဲ။အဲ့ဒါကတော့နိုင်ငံတော်ကနေပြီးတော့တရားဝင်ပေါ်တော့နိုင်ငံသားကိုအလုပ်သွားလုပ်တဲ့သူတွေအတွက်ဆိုလို့ရှင်เนาะ PJ ဆိုတဲ့စာအုပ်ကိုအသုံးပြုရတာပဲဖြစ်ပါတယ်။နံပါတ်3ကတော့ Passport for Seamen လို့ခေါ်ပါရဲ။အဲ့ဒါကတော့တင်မောသားစာအုပ်လို့လည်းခေါ်ပါရရှင်။ အဲနံပါတ်၄ရဆိုလို့ရှိရင်တော့ PE Passport for Education PE လို့ခေါ်ရပေါ့နော်အဲ့ဒါကတော့မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံခြားကိုကျောင်းတက်သွားခြင်းနဲ့တူတဲ့အတွက်ဆိုလို့ရှိရင်တော့ PE ဆိုတဲ့စာအုပ်ကိုအသုံးပြုရတာပဲဖြစ်ပါတယ်ရှင်။နံပါတ်၅ကတော့ Passport for Dependent လို့ခေါ်ပါတယ်။အဲ့ဒါကတော့ PT လို့လည်းခေါ်ရပေါ့နော်နိုင်ငံခြားမှာကိုယ့်ရဲ့အမျိုးသားသို့မဟုတ်အမျိုးသမီးရှိနေတဲ့အခါမှာဆိုရင်တော့ကိုကမိကိုဆိုတဲ့စာအုပ်နဲ့သွားလို့ရပါတယ်။နံပါတ်၆ကတော့ Passport for Business လို့ခေါ်ပါတယ်။နိုင်ငံခြားကိုစီးပွားရေးအနေနဲ့ကိုက ွားမယ်ဆိုလို့ရှိရင်တော့ PP ဆိုတဲ့စာအုပ်ကိုအသုံးပြရတာပဲဖြစ်ပါတယ်။နံပါတ်9ကတော့ Passport for Validity လို့ခေါ်ပါတယ်။အဲ့ဒါကတော့မြန်မာနိုင်ငံကနေပြီးတော့နိုင်ငံခြားကိုဘာသာရေးအရာသွားရောက်ရမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ PR ဆိုတဲ့စာအုပ်ကိုအသုံးပြရတာပဲဖြစ်ပါတယ်ရှင်။အဲ့တော့ကိုကနိုင်ငံခြားကိုသွားမယ်ဆိုလို့ရှိရင်တော့ကိုကဘာအနေနဲ့သွားမှာလဲဘယ်လိုပုံစံနဲ့သွားမှာလဲအဲ့တော့ကိုကဘယ်လိုစာအုပ်ကိုလုပ်တင်လာလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးခြင်းဖြစ်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာဆိုလို့ရှိရင်လည်းဒီ Passport စာအုပ်နဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုမျို ိုးအာကျူအာကိုယူရတယ်ရရှိန်ယူရတယ်ပြီးလို့ရှိရင်တော့အဲရုံးရဲကိုဝင်တဲ့အခါမှာဘယ်လိုမျိုး process တွေရှိရဆိုတာကိုထပ်ပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ်တကယ်လို့သိချင်တာရှိလို့ဆိုလို့ရှိရင်လည်းမေးမြန်းနိုင်ပါတယ်အခုလိုမျိုးပေါ့နော်အစားအနေဆုံးကြီးပေးခဲ့ရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်